မင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့မိတ်ဆွေများကိုမိမိတို့ရဲ့အတိတ်ဘဝမှာပြုခဲ့တဲ့အတိတ်မှာပြုခဲ့တဲ့ကောင်းသော အတိတ်ကံတွေကိုဒုဖို့ရတဲ့အတိတ်ကံ ပေါ်စေတဲ့ကုသိုလ်ပြုရေရာအစီရင်လေးကြောင့်ကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်အဲ့တော့အတိတ်ကံပေါ်ဖို့ရတဲ့ဂျုံဖြစ်ပြုလုပ်ထားသောလူပွဲပစ္စည်းကိုစွန်းအပေါ်နေပြီးတော့မှပြားရည်ဆမ်းပြီးတော့စွန်းတော်ကတ်လို့ဘုရားရှင်ကိုစွန်းတော်ကတ်တဲ့အခါမှာအတိတ်ကံတွေပြန်ပေါ်တယ်လို့အဆိုရှိပါတယ် ဒါကြောင့်မလို့ကျွန်တော်တို့ဂျုံနဲ့ပြုလုပ်ထားတဲ့ပစ္စည်းဖြစ်တဲ့လူပဲပစ္စည်းတွေဖြစ်တဲ့ဥမာတစ်ခုပေါင်မှုစွမ်းလို့ပါလို့ပေါ့အဲ့လိုစွမ်းအပေါ်မှာပြားရည်ကိုစမ်းပြီးတော့ဖျားရှင်ကိုစွန့်တော်ကတ်မှာဖြစ်ပါတယ်မကြမကြကတ်ပေးရမှာပါအဲ့လိုစွန့်တော်ကတ်တဲ့အခါမှာလေကျွန်တော်တို့ဒီလိုမျိုးရွှေအနာကုတ်ပကံလေးပေါ့နော်အဲ့ရွှေအနာကုတ်ပကံကိုဘာကြောင့်သုံးလဲဆိုရင်မျက်နှာသာပြီးရွှေရည်ပကံတက်ဆိုတဲ့ကျွန်တော်တို့ဒီဟာကိုနော်ယူပြီးတော့မှရွှေအနာကုတ်ပကံလေးကိုကျွန်တော်တို့သုံးပါတယ်ပြီးရင်အဲ့ဒီပုံမှာ ကျွန်တော်အဖမဲ့တင်ကတော့ဒီဥစ္စာကိုစကြဝဠာစမလို့ခေါ်ပါတယ်။ဒါရူနေကနေလာတဲ့เนาะတေဝတ်ဆိုတဲ့အဲ့ဒါထေဝတ်ဆိုတဲ့ကျွန်တော်တို့ဘာတော့ဟို heat wire ရူနေတင်ဂီတာလေးတစ်ခုလေးပဲဖြစ်ပါတယ်။ကျွန်တော်အဖမဲ့တင်ကတော့ဒီဥစ္စာကိုကျွန်တော်တို့စကြဝဠာစမလို့ခေါ်ပြီးတော့အတိတ်ကံဖော်တဲ့နေရာမှာဒါကိုသုံးပါတယ်။เนาะအဲ့တော့ကျွေးပကံမှာဒီလိုဒီစမလေးကိုဆွဲလိုက်ပါဒီတင်ဂီတာလေးကိုဆွဲလိုက်ပါအဲ့ဒီရဲ့အပေါ်မှာမှကျွန်တော်တို့ဂျုံပြစ်ပြုတ်ထားတဲ့စွမ်းလှူပွဲပစ္စည်းပေါ့เนาะ ေါင်မှုကိုဒီပေါ်မှာတင်မယ်ပြီးအပေါ်ကနေပြီးတော့ပြားရည်အပေါ်ကနေဆမ်းမယ်ဖျားရှင်ကိုစွန့်တော်ကပ်မယ်ကောင်းသောအတိတ်ကံများပေါ်ရပါလို့ဤလို့ဆုတောင်းပါပေါ့နော်အဲ့တော့ဒါကိုပြုလုပ်ခြင်းအားဖြင့်မိတ်ဆွေတို့ရဲ့ကောင်းသောအတိတ်ကံတွေပြန်လည်ပြီးတော့ပေါ်ပေါက်နိုးထလာစီပါတယ်ခင်ဗျာအဲ့ခါမှလည်းကိုကဆုတောင်းတဲ့ခါမှလည်းဟိုဆုတောင်းတော့မမစီနဲ့ပေါ့ဘလို့အတိတ်ကံမျိုးကိုကပေါ်ကျင်တာလဲစီးပွားရေးလားအောင်မြင်မှုလားအစရှိသေးပေါ့နော်အဲ့တော့ ဲ့ခါမှာဆူတောင်းလေးကိုတူတူချာချာလေးစဉ်းစားပြီးတော့မှပဲဆူတောင်းမှာဒါအတိတ်ကံကိုပြန်ပေါ်တဲ့အခါမှာအုံပြရတဲ့အတိတ်ကံပေါ်စီတဲ့ကုတူပြုရေရေဟာအစီရင်လေးပဲဖြစ်ပါတယ်ခင်ဗျာ